ရွေတွေးကိစ္စကိုအလုံးလုံးပန်းနေရတာနဲ့ပဲကျွန်တော်တို့ PDF ရဲဘော်တွေရဲ့အောင်ပွဲတွေကိုတော့ကျွန်တော်တို့လက်လွတ်နေရပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့နေ့မှာတော့ပြန်ပြီးတော့ PDF ရဲဘော်တွေအောင်ပွဲတွေကစပြီးတော့ဗီဒီယိုလေးကိုဖွင့်လိုက်ပါမယ်။ဒါကတော့ပင်လယ်ဘူးထီသွားပြီးတော့မျိုးသိန်းတိုက်ပွဲကိုတင်နှွဲပြီးတော့စစ်ပညာသင်ယူခဲ့တဲ့ရင်းမာပင် KI ကတည်ရင်နေကုန်လို့ပြန်လဲရောက်ရှိလာတာဖြစ်ပါတယ်။ဒါတွေကိုတော့ရင်းမာပင် KI ကနေပြည်သူတွေကကြိုးစုံနေတာဖြစ်ပါတယ်။ကြည့်ရသေးတဲ့မျိုးတွေပြန်လဲမျှဝေပြလိုက်ပြီးဒီနေ့ဗီဒီယိုလေးကိုဒါလေးနဲ့ဖွင့်လိုက်ပါတယ်ဗျာ။ but tracks isn't spitting fast, got the roast, I can gas, think I'm okay at last, but I don't know if that can erase all the past and the pettiness, a reflection of the emptiness, hilarious, you think you're with my time, you're delirious, mysterious, because you are behind a fake exterior, inferior, you know I'll always be a bit superior, get off of me, this ain't no humble brag, I want you to hear words, you can say them back, I want you to feel free from the chains that last, and to believe in what you got, it was built to last, yeah. statement. gotta learn the consequence of being incompetent. Mental health is confidence, dreams, it's a modestness. So I'm not here to say the thing, that's you to take away. I could play a million mind games, but instead I say something not illogical, something that is typical. Rub it on and watch it grow. Make yourself unstoppable. Dreams are irresponsible, but they're always possible. If you just believe, you could be so remarkable. Thoughts in my head, a collage and they spread. I'll be great one day going off of my meds. No, I'm not giving up. No, I'm not giving in. I will make it to the top, taking off in the wind. I gotta make it. I'm saving every day to taste it. I'm patient, but my mind it can hardly take it. I'm chasing a dream that I've had for several ages of vacant Modern kingdom for the taking. Now that I've been through hell, I never got anyone's help. I had to do it all myself. I don't ever slow up, no, စစ်ပညာတတ်မှတ်တော်ကိုပြစ်ဖို့မို့ဖို့ဖန်စည်းကံတိုင်မှုများရှက်ရှင်းလို့ရှက်ရှင်းလို့ပြည်သူလာရှုပြည်သူပြန်ပေးပြည်သူအမ်းမြို့ပြည်သူပြန်ပေးမင်းတို့ပြောတော့လာရှုတင်ဆိုရင်ဘတ်တွေလည်းအောင်းလာပါပြီမင်းတို့ပြောတော့အမ်းမြို့တင်ဆိုရင်ဘတ်တွေလည်းနာလာပါပြီတိုင်းစစ်တနာကျုပ်ဘယ်နှခုကြမှအာတူပီကဝင်မာတော့အဲခေါင်းစင်းတို့တစ်ဖက်ပြန်ဟောရမနော်တစ်ဖက်ပြန်ဟောရမယ်ခေါင်းစင်းတို့ လမ်းပေါ်မှာအာရရထွက်ပြီးတော့တဖန်ပြန်အော်ရတော့မယ်နော်ငါတို့တို့ကဘာဖြစ်လဲအာရလမ်းပေါ်ထွက်ပြီးတော့အော်လို့ဟလားဟိုခေါင်းစင်းတို့တဖန်ပြန်အော်ရတော့မယ်ဝက်ကဝက်ဆိုရနေမကူဘူးကွာဟလားရှက်ရှင်းပြန်လေတယ်ဟိုမင်းတို့အာရလမ်းပေါ်ထွက်ပြီးတော့အော်ရတော့မယ် ဘာလုံးမဲမင်္ဂလာပါကိုကျက်ရဘော်ရူရှင်ရချင်း channel လေးကပြန်လဲကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးတွေရူရှင်မလို့တွားပြီးကမှာတော့ယနေ့ဒီဇင်ဘာလ26ရက်နေ့မန္တလေးထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်တရက်တာအတွင်းစစ်ကွေးတည်ဆုံးမှုစီးရင်မှာတော့သခိုင်းတိုင်း6မြို့နယ်မှာ9ကောင်ဂိုင်းတိုင်းရှူမြို့နယ်မှာ2ကောင်လင်းဝင်ရောက်ပြီးမကွေးတိုင်းပခုတ်ကူမြို့နယ်မှာတော့2ကောင်မကွေးတိုင်းတရက်မြို့နယ်မှာ2ကောင်လင်းဝင်ရောက်ပြီးမကွေးတိုင်းထီးနီးမြို့နယ်မှာလည်း2ကောင်လင်းဝင်ရောက်ခဲ့ပါတယ်မကွေးတိုင်းပေါက်ခုံးမြို့နယ်မှာလည်း2ကောင်တည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်မှာတော့ စကိုင်းမြို့မှာမန္တလေးမြို့ဘက်ကိုဖျားပူးပြီးပြန်လာသည့်ကားတစီးကိုစကိုင်းတရားထိတ်နှာပေါက်စစ်စေးကိန်းမှာတော့ညနေ၄နာရီခန့်ကစစ်ကောင်စီတပ်ဖွဲ့ကပြည်သူများကိုဖမ်းဆီးသွားကြောင်းသိရှိရပါတယ်။ခရစ်စမတ်လုပ်ပိတ်ရမှာမန္တလေးစစ်မှုဆောင်တရှိတန်ရီကျိုးစစ်ရုံတစ်ခုမှလုံသား20ခန့်သည်လိုက်ထွက်ကားဖြင့်စကိုင်းတိုင်းပေါင်းဝင်စကိုင်းမြို့တွင်ဖျားမြတ်ပူရန်အတွက်မနေ့ကနနက်6နာရီခန့်မှာထွက်ခွာခဲ့ကြပြီးမနေ့ကညနေ၄နာရီမှအပြန်မှာတော့စကိုင်းနှာပေါက်စစ်ကောင်စီကစစ်စေးကိန်းမှာဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။ သက်တွေကတော့20ရော30ကျော်တွေပါပဲအခုလောလောဆယ်တော့စက်ရုံမန်နေဂျာကတော့နောက်ကလိုက်သွားတယ်လို့တော့ပြောထားတာကိုတွေ့ရှိရပါတယ်ကဲပြည်သူများလူတွေအကုန်လုံးပေါ်တာဆွဲနေတဲ့အနေအထားဖြစ်နေပါပြီနောက်ထပ်သတင်းတစ်ပုဒ်မှာလဲရန်ကုန်မြို့ပေါ်ကအထူးတည်ထားစရာပေါ်တာဆွဲမှုတွေဖြစ်ပါတယ်ရန်ကင်းစင်တာရှိရန်ကင်းစင်တာပချံရထားတဲ့စစ်ခွေးတွေကကောင်းလေးတယောက်ကိုကားပေါ်ကိုဆွဲတင်သွားတယ်လို့ပြည်သူတူကပြောထားတာတွေ့ရှိရပါတယ်ကောက်တားမြို့နယ်38လမ်းထဲမှာလဲဝင်ရောက်စစ်ဆေးပြီးတော့ လီတခုရှိသို့အကြမ်းဖက်တပ်သားအများပြားရောက်ရှိလာပြီးဗလီမင်းနဲ့ချင်းဆိုင်ရှိတိုက်ခန်းများတဲ့ဝင်စစ်နေကြကြောင်းသတင်းရရှိပါရယ်။တိုက်အောက်တွင်ကြံခဲ့သည့်အကြမ်းဖက်တပ်သားများကတော့လီဝင်းထဲမှာစောင့်နေကြရလို့လဲဒေသခံပြည်သူတို့ကပြောထားတာတွေ့ရှိရပါရယ်။နောက်ထပ်သတင်းတစ်ပုဒ်မှာတော့တာကီတာ6ဘက်မှာလူလိုက်ဆွေးင်းတဲ့ယာအိမ်မှုကိုပါဆွဲတော်ပါရယ်။ဒါကတော့တာကီတာမြို့နယ်6အနောက်6အရှိဟုလည်းသိရပါရယ်။ရက်ကွက်ထဲကြံဖက်တပ်သားများလူလိုက်ဆွဲဖို့ပတ်ရှာနေစဉ်မှာစစ်ကောင်စီခန့်ယာအိမ်မှုတယောက်ပါဆွဲခံရကြောင်း တင်းရရှိခဲ့ပါတယ်။သူ့အိမ်ရှိလမ်းလျှောက်နေစမှာဆွဲခံရခြင်းဖြစ်ပြီးသူ့ကိုဆွဲတင်စမှာတော့ကျွန်တော်ယာအိမ်မှုပါကျွန်တော်ယာအိမ်မှုပါကိုပြောတော့လေအကျန်းဖတ်တသားများကယာအိမ်မှုလက်တက်ကွာဆိုပြီးတော့ဆွဲခေါ်သွားကြောင်းသိရှိရပါတယ်။ကဲယာအိမ်မှုတို့အုတ်ကြီးတို့တော့အလိုမပေးမဲနဲ့တထဲကိုဆွဲခေါ်နေပြီးတော့ငွေကြီးကောက်ခံမနေထားဖြစ်နေတဲ့အတွက်ညီကူမိမိလွတ်လောက်ပြီလို့ထင်ပြီးယာအိမ်မှုအုတ်ကြီးယူထားတဲ့သူတွေလည်းကြာခင်ပါဒီထဲမှာမြင်ရအောင်မှာဖြစ်ပါတယ်။ INB တနေရာမှာတော့စစ်ကောင်စီရဲ့လေကြောင်းရံကို ောက်ွယ်တဲ့အနေနဲ့ခရစ်စမတ်အကျိုးညမှာဤသူတော်ချီးမွမ်းခြင်းဝိပုစုတောင်းပွဲကိုတော့စစ်ပေးရှောင်တွေအုံအောင်းနေတဲ့တော်တွေကလှိုင်ကူတွင်းမှာပြုလုပ်ခဲ့တဲ့ပုံကိုလူမှုကွန်ရက်တွေမှာမျှဝေခဲ့ကြပါတယ်စစ်တပ်ကနိုင်ငံတော်မှာစစ်ပေးရှောင်တွေပြည်သူတွေကိုပါမရှောင်ဘုံကျဲပြန်ဖက်လုပ်နေတဲ့အတွက်စစ်ပေးရှောင်ပြည်သူတွေအတွက်စစ်တပ်ရဲ့လေကြောင်းကဘုံကျဲမှုဟာအဓိကချိန်ချောက်မှုဖြစ်နေတယ်လို့လည်းပြောထားတာကိုသိရှိရပါတယ်တိုင်းခံရအောင်ခင်ဗျားတို့ဥဆောင်တိုင်းခံရအောင်ခင်ဗျားတို့ 今年我乌山米椒比较嘛，那板哩，来年要老我，多，找到老老的嘛，吃哩没有，找到老老的嘛，老老的，现在人家呢，煮来吃吃来煮哩，对了，啊，白，我们干过，啊，罗马公边没边种过，啊，刚才都我，找单驴我，螃蟹干了，刚才都切了，辣椒没有个单驴，我，如螃蟹了，那就种没了，那我，个水皮牛椒，刚才都我，蟹了，刚才都哪样抗冻不种哩？嗯，刚才都鲜苗种哩。 တုံတုံရဲ့တပ်မတော်သားတွေရဲ့အသက်တွေပြည်သူလူထုတွေရဲ့အသက်အိုးရဲ့စည်းစိမ်တွေအသက်တွေကိုခမားတို့ချနေနေတာခမားတို့မိသားစုတွေမပါဘူးလေ။မရဲ့လို့တဲ့ငါသာတိုင်းပြည်ကိုပြန်ပြီးတော့မှဂျီနဘုံတော်လာတဲ့ချိန်ကျရင်ခမားတို့ဟိုပါအပြည့်ရှင်းပြလိုက်ပါခင်ဗျာ။ကဲတော့ဘုန်းကြီးတယောက်ကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုထွက်ပြေးပြီးတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေပြီးတော့တဆင့်မင်းရောက်မလိုက်ကိုရှင်းမယ်ဆိုပြီးလုပ်နေပါပြီ။ဒါဟန်ရှင်လူသူကြီးရဲ့ဆန္ဒကိုတော့ပြက်ပြက်တတအကောင်းနဲ့ဖော်ပြဖို့လိုပါတယ်။ကျွန်တော်တို့လည်း ယဟန်ရှင်လူမဟုတ်ပါဘူးဘောမရရဲ့ဆန္ဒပါမင်းတို့ကောင်းနေမင်းတို့အဘအကြလို့တော့မင်းတို့ပါမယ်ဆိုတော့တီးလို့ဖင်မှုတော်တောင်းပြီးတော့ဥချစူတောင်းနေရတဲ့ဘောကရောက်နေပြီလေဒါကျွန်တော်တို့တပ်မလို့ကိုချစ်တယ်ဗျအင်းတပ်မလို့ကိုချစ်တယ်ကျွန်တော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုချစ်တယ်ဗျချစ်တယ်ကျွန်တော်တို့ရှင်းပြကျွန်တော်တို့ဒီလို့လုပ်တယ်ဆိုတော့ကလည်းတပ်မလို့ကိုချစ်လို့နိုင်ငံတော်ကိုချစ်လို့ကျွန်တော်လုပ်တာဗျကျွန်တော်တို့နိုင်ငံဘယ်စီးရီးယားလို့ဘယ်တော့မှဖြစ်မခံဘူးအင်းရှင်းရှင်းလေးပဲကျွန်တော်တို့မြန်မာနိုင်ငံစီးရီးယားလို့ဘယ်တော့မှဖြစ်မခံဘူး မြန်မာနိုင်ငံမှာခမရလက်နက်ကင်ခွဲတယ်အများကြီးပဲတူတူငါသမီးနဲ့ခမရဘသူ့ဖေးခေါ်လို့ခေါ်ရမှာပေါ့ခွာမှန်းသိမှာမဟုတ်လက်ရှိကျန်တာမကြီးနဲ့ခမရကြည့်လိုက်လေခမရ MMD ဆိုလဲပုံစံတစ်မျိုးမြန်မာနိုင်ငံမှာခမရလက်နက်ကင်ခွဲတယ်အများကြီးပဲခမရရွတ်ကြည့်ပါလားတစ်ဖက်မှာကျွန်တော်တို့ဒီဘက်ထိုင်းမြန်မာနယ်စပ်မှာ KNU ရှိတယ်အိုးဘတနေ့သားရီတိုင်းမှာ KNU ရှိတယ်ကော်တူလေးတပ်မတော်ဆိုတာရှိတယ်ငယ်သားများအုပ်စုရှိတယ်အဲ့ဒီမှာလည်းရှိတယ်ဒါတော့မှအဲ့ဒါတည်တဲ့အပြင်လက်ရှိပေါက်ပွားလာတဲ့ PDF တွေရှိတယ်အများကြီးပဲ။ တစ်ဖက်မှာကျွန်တော်တို့မွန်ဖွဲ့တွေရှိတယ်ဖျားသုံးသူအိန္ဒိယနဲ့အတွင်းပိုင်းမှာမွန်ဖွဲ့တွေရှိတယ်တစ်ဖက်မှာထတ်တတ်မယ်ဆိုရင်ဒီကိမီတော့မဟုတ်ခင်ဗျာဒီကိဗီစသဖြင့်ဘီဂျက်အများကြီးရှိသေးတယ်ထားပါဆိုအမှလည်းအများကြီးရှိသေးတယ်ဒါကိမီနဲ့မွန်မီနဲ့ပြီးသွားရင်ပြီးရင်ကျွန်တော်တို့တစ်ဖက်စကိုင်းတိုင်းစကိုင်းတိုင်းမှာဆိုလဲကျွန်တော် local pdf အပြီးသွားရင်ကျွန်တော်ပကပါပလာပါအများကြီးပဲအစ်စ်ထတ်တော်လေးအများကြီးပဲပြီးသွားရင်တစ်ဖက်မှာကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းမှာဆိုလဲဒါ MMDA ရှိတယ်ပြီးရင်ကျွန်တော်ပြအမှတေုံမွေးစားတာလေးအများကြီးပါပဲတေုံမွေးစားတာလေးအများကြီး တနိုင်ငံလုံးနဲ့သူ့အဘပိုင်တဲ့စစ်ကွေးတွေတကောင်းမှမရှိတော့ဘူး။ဒီရနယ်လုံးအများကြီးပဲအဲ့ဖွဲ့တွေရှိရဝါတွေဝါရှိတယ်။အန်တီရှိတယ်။ပြီးတော့တစ်ဖက်ကျွန်တော်တို့ KI ရှိတယ်။ပြီးတော့အဲ့တစ်ဖက်ကိုပြောင်းဝင်လိုက်တယ်။အဲ့မှာဒီဖက်အိန္ဒိယနဲ့မြန်မာနယ်စပ်မှာ ABSD ရတို့ရှိတယ်။ PD အတွင်းမှာ PD ရှိတယ်။အများကြီးပဲအများကြီးအများကြီးပဲဒါကြောင့်ကျွန်တော်တို့ကတိုင်းပြည်မပြိုဝဲဘူးတော့တပ်မတော်အင်အားရှိဖို့လိုတယ်။ တမလော်အင်အားရှိဖို့လိုတယ်တမလော်ကနိုင်ငံတော်ရဲ့ကြောက်ကြောယူပဲအားလုံးကနိုင်ငံတော်ရဲ့ကျန်တဲ့ရန်ရီးတွေအားလုံးကတမလော်ရဲ့ကြောယူဖို့မှာကျွန်တော်မိခိုးနေရတာတမလော်ရဲ့ကြောယူနည်းနည်းစောင်းသွားပြီဟန်ချက်ပြတ်သွားပြီဆိုတော့အရာအလုံးဟန်ချက်ပြတ်သွားပြီဒါကြောင့်ကျွန်တော်တမလော်ရဲ့ကြောယူကိုကျွန်တော်အထီးခံလို့မရအောင်อืมအထီးခံလို့မရအောင်နိုင်ငံတော်ရဲ့အဲကျွန်တော်တိဆောက်ရေးလုပ်ငန်းစံပါရေးကဏ္ဍပြည်ဝဖွံ့ဖြိုးရေးကဏ္ဍပညာရေးကဏ္ဍအဲ့ဒီကဏ္ဍတွေအားလုံးကတမလော်ရဲ့ကြောယူမှာကျွန်တော်တို့ကမိထားရတာ ကျမတို့ရဲ့ကြောယူမှာမိထားတာမင်းတို့ဘောမတွေဘာနဲ့တူလဲဆိုတော့ကျဒိုးဆက်နဲ့တူတယ်။ဟွဒိုးဆက်ရဲ့သဘောကကျွန်တော်တို့ဒါထောင်ထားတယ်ဗျာဒိုးဆက်လေးတွေပေါ့။ဟွန်းဒိုးဆက်သဘောကကျွန်တော်တို့တခုလဲသွားပြီဆိုဘော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 ဆိုလဲသွားမှာ။ဒါကြောင့်ကျွန်တော်တက်မလို့ရဲ့ကြောယူလဲလို့မရအောင်။စိတ်ကိုကျွန်တော်တို့အရေးကြီးတယ်။ဒါကြောင့်တက်မလို့အနေနဲ့ကျွန်တော်ပြတ်ပြတ်သားသားတော့တမရိုရေကြောယူလဲလို့ကတော့သူတို့တွေနောက်ကနေပြီးတော့ဘောဆွဲထားတဲ့ကောင်တန်းစီပြီးတော့ပါမယ်ဆိုတာသိနေတဲ့နေထားပါပဲသိကြပါတယ် ကျွန်တော်ကြော်ယူလေလေရောမင်းတို့လေကြောခွဲမှာသိကြပါပဲ။အာငငယ်ရဲ့အားကစားအစင်တန်းဟာပြန်လေဥမောက်လာနေပြီ ဖြစ်ပါတယ်။တို့ရဲ့အောင်မြင်မှုအထက်လျော့ရရှိနေပြီလေဖြစ်ပါတယ်။အားလုံးကဒီလောက်နဲ့တင်ခြေနဲ့မတည်ပဲဒီတဲ့ပူပြီးအောင်မြင်အောင်အတိတ်ကလိုအောင်မြင်မှုရရှိအောင်နိုင်ငံတကာအထဲမှာမြင့်မြတ်မှမှရည်တည်နိုင်အောင် မြန်မာအာကစားကဘာဝလွှမ်းရပြီဆိုတဲ့ဟီမန်းကျက်အတိုင်းဆက်လက်ကြိုးပမ်းပါကြဖို့ကြိုက်တွန်းပါကြလိုပါတယ်ဒီပါလေးကိုပြောချင်တာလေဆိုတော့ရခိုင်ပြည်နယ်အမ်းနော်ပြန်လဲတိတ်ခိုက်တိမ့်ပိုက်ထားတယ်ပေါ့ဟိုအမ်းကိုပြန်လဲ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ဘောမာရီကပြောနေပါတယ်အေးအဲ့ဒါကြောင့်မို့လဲနင်တို့အဘကစစ်တီရှုံးနေရနင်တို့ကအဲ့လိုပြောအဘကကြားပြီးတော့နင်တို့ဘကတကယ်မှတ်ပြီးတော့သူပြန်မတိုက်တော့ဘူးတဲ့အဲ့လိုရလဲပြောစရာမကောင်းပါဘူးနော်ဘာဖြစ်လဲဆိုတော့အပျက်စီးတွေအဆုံးရှုံးနေနစ်နာပြီးတော့လူတွေသေပြီးတမတမတော်သားတွေသေတမတော်မိသားစုတွေသေနော်အကုန်လုံးဆုံးရှုံးနစ်နာပြီးမှပြန်ယူထားရတာပါနော်အေးအေးရလဲတော်ဘောမာတွေခင်ဗျာမာလဲတိုက်ပွဲတွေရှုံးမှများလုံးဝကြီးယူသွားရှာပြီဗျာစစ်ပန်းနေပါပြီ စစ်ပန်းနေပါပြီเนาะဟုတ်တယ်မလားစစ်ဆိုတာသူနိုင်ကိုနိုင်တိုက်တိုက်ရတာပဲကိုကြလို့လေကိုတက်မလို့သားတွေကိုတနာတာနဲ့စိတ်မကောင်းတာနဲ့เนาะပျက်စီးဆုံးရှုံးတာတွေကြည်ပြီးတော့เนาะနှမျောတာပေါ့เนาะအများကြီးပိတ်ဆက်ပြီးမှအခုပြန်ယူထားလိုက်ပြီဒါလည်းမပြောစရာမကောင်းပါဘူးဒီလိုပါပဲတက်မလို့ကြီးอ่ะเนาะကျမတို့ဒီမှာပြောခဲ့တယ်လို့ပဲเนาะသူကဟိုကြီးရည်လေးနဲ့ပြန်တိုက်တာပေါ့ နော်ဒီအေးရတော့ဘယ်ဘယ်စိတ်ကြောင်းနေတော့လာတိုက်တယ်တော့မသိဘူးဘယ်လိုပြူဟာလေးနဲ့တိုက်လဲမသိဘူးကျမတို့ပြူဟာလေးကတော့အဲ့လိုမျိုးပေါ့ကြီးရည်လေးနဲ့တိုက်တော့ဒီနေ့ပြန်ရတယ်တဲ့ငါပျက်စီးဆုံးရှုံးနေတာတေးကြီးနော်ဝမ်းနေဖို့လေးနဲ့အကုန်လုံးပြန်ယူမင်းအွန်လိုင်းတရားအထက်မှာပြောနေရတယ်မပြောနဲ့ဗျဒီလိုမျိုးပဲသူလည်းကြားပြီးတော့အခုလိုမျိုးပဲဘောမလေးလိုပဲထင်းနေပြီးတော့သူ့ကိုသူအန်းကိုပြန်ရပြီလို့ထင်ကောင်းလဲထင်းနေလိမ့်မယ်ရခိုင်မှာလည်းအေးအေးကြောင့်ပဲရှိမယ်လို့သူလည်းထင်ကောင်းထင်နေမှာပဲ။နင်တို့ဘောမတွေကြောင့်နေပါစီရှုံးနေတာတကယ်တော့ ပြန်ယူရယ်ပေါ့อืมအဲ့လေးကိုပြောချင်တာပါอืมဒါကြတော့ AACI ကြီးထွန်းမြတ်နိုင်အောင်ပြောချင်တာပါอืม AACI ကြီးထွန်းမြတ်နိုင်ဟုတ်ရင်တော့ तू ပြောခဲ့တဲ့စကားလေးပါကျွန်တော်တို့အခုစကားလေးတွေကျွန်တော်တို့ပြန်ပြီးတော့လေစကားဝိုင်းလေးမှာပြန်ပြောပြီးပြန်ပြန်တွေးကြည့်တာပေါ့သူရဲ့စိတ်ကူးကပေါ့သူရဲ့စိတ်ကူးရင်အိမ်မက်လေးကတော်တော်ကြီးကျယ်တာပဲသူရခိုင်ကကတ်မြောင်ဒေသနော်မြန်မာနိုင်ငံမှာဆိုရင်ရခိုင်မြန်မာနိုင်ငံမြေပုံလေးမှာသွားကြည့်ရခိုင်ကကတ်မြောင်ဒေသတတားလေးပေါ့အင်းနဲ့သူကအဲအာရခတ်တက်တော်ပေါ့နော် ရခိုင်တက်မတော်ကြီး ဟိုနိုင်ငံကြီးထူထောင်ပြီပေါ့နော်သူ့ပုံနဲ့သူကဟိုဘူချောင်ဆန်းပုံပတ်စံလို့ပေါ့သူကထုတ်မယ်လို့အဲ့ဒါလေးကိုကျွန်တော်တို့ပြောပြီးတော့နော်စိတ်ကူးလေးတွေးမိတာပေါ့အော်သူကတော်တယ်လို့ပြောချင်ဘူးသူကကဲဘူချောင်ထွေးမြေနိုင်ငံကသူ့မှာကအိမ်မက်မက်လို့ရတယ်မျောလင်းချက်ထားလို့ရတယ်သူကပိုင်ဆိုင်နေပြီရခိုင်ဟိုနေတော့အိမ်မက်မက်လို့လည်းမရတော့မျောလင်းချက်ထားလို့လည်းမရဘွားရောက်နေပြီနေတော့နေတော့ဘာတွေကတော်တော်ငပိုးကြီးလို့ပဲသူတတ်မှတ်ချင်သူ့လေပေါ်လိုက်တာကြောင်လိုက်တာလို့ပဲတတ်မှတ်ချင်တယ် သူရက်ခိုက်ပြီးနေမှာသူ့ပုံနဲ့ပေါ့သူကပတ်စံနေအောင်ထွင်ကျင်တာပေါ့သူစိတ်ကူးရတယ်เนาะတော်တော်သူစိတ်ကူးတော့တော်တော်ရင်တာပဲเนาะအဲ့ဒါလေးကိုကျွန်မပြောချင်တာပါတော့ဒါကတော့ဟိုပါလေးပေါ့တည်ရင်လည်းမဟုတ်ပါဘူးစကားလေးပေါ့အဲ့လိုလေးထည့်ပြောချင်တာကျွန်မတို့အပြစ်မှာလေအဲ့အဲ့အကြောင်းလေးပြောဖြစ်တယ်ဒီလိုပါပဲတတ်မလို့ဆိုတာလေဆုံးရှုံးနေတာပြီးတော့ကြဆုံးတာတွေရှိတာပေါ့เนาะစစ်ဆိုတာလေနိုင်တာတွေရှုံးတာတွေရှိတာပေါ့ကျွန်မတို့အခုနိုင်နေတော့မဟုတ်ကဲနင်းတတ်မလို့ကကြတော့စစ်ကနိုင်တာတွေရှုံးတာမဟုတ်ဘူးရှုံးတာနဲ့မနိုင်တာနဲ့စစ်ခရတဲ့ညဉ့်ညဉ့်နဲ့ပြည်တော်ဝင်ဖို့ ိမ်ကိုပြန်ဖို့အပြင်းထန်ကြိုးပမ်းနေကြတဲ့ပြည်တော်စုနေရာနှံ့ကတော်လန်ရေးသူရဲကောင်းစစ်တီစစ်မီအားလုံးတို့ကိုနှုတ်ဆက်အားပေးစကားတခွန်းပြောကြားလိုပါတယ်ကိုကားလိုတဲ့အချက်ကတော့ရုရှားစာရေးဆရာကြီးတူဖြစ်တဲ့လီယိုတော်စရိုင်းရဲ့စစ်နဲ့ငင်းငင်းရေးဆိုတဲ့စာအုပ်ထဲမှာပါတဲ့စကားစုတစ်ခုကိုပဲဒီကနေ့ကျွန်တော်တို့ရဲ့ New Dollar ရေးရဲ့အရှိန်အဟုန်တစ်ခုဖြစ် အသုံးပြုနိုင်ဖို့စင်ပွားလိုပါတယ်။ဒါပါလဲဆိုတော့ရေရှင်မှာစစ်ပွဲတစ်ပွဲရဲ့အနိုင်ရှုံးကိုအဆုံးဖြတ်ပေးနိုင်တာဟာစစ်ဦးစီးချုပ်ရဲ့အမိန်မဟုတ်ပါဘူး။อืมတက်နေရာချထားမှုလည်းမဟုတ်ပါဘူး။လက်နက်အင်အားလည်းမဟုတ်ဘူး။တပ်သားအကြဆုံးလည်းမဟုတ်ပါဘူးတဲ့။စစ်ပွဲတစ်ပွဲအနိုင်ရှုံးကို ဆုံးဖြတ်နိုင်တာရေရှင်ကြာလာတဲ့စစ်ပွဲတစ်ပွဲရဲ့အနိုင်ရှုံးကိုအဆုံးဖြတ်ပေးမယ့်အရာဟာ တပ်ဖွဲ့ဝင်တွေတိုက်ရဲစိတ်တက်ပါပဲ spirit of the army လို့ပြောထားတာပါအဲ့တော့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးဘက်တော်သားတွေပြည်နယ်ကာကွယ်ရေးတပ်တော်သားတွေတိုင်းသားအသီးသီးတော်လှန်ရေးတရဲကောင်းတို့ရဲ့စိတ်တက်ဟာငါတို့နိုင်မှဖြစ်မယ်ငါတို့အနာဂတ်ကိုပိုင်ဖို့ငါတို့နိုင်မှဖြစ်မယ်ငါတို့သားသမီးမျိုးမြင့်မြင့်မျိုးဆက်တစ်တွေဘဝလွတ်လပ်ငြိမ်းချမ်းဖို့ငါတို့ဖက်စစ်အာဏာရှင်စစ်တွေကို ဒီစနစ်ဒီရက်မှာဖြုံခွဲမှဖြစ်မယ်ဆိုတော့စိတ်ဓာတ်ကျွန်တော်တို့အားလုံးမှာတူရှိပြီးသားဖြစ်တယ်ဒီချိန်မှာစစ်တိုင်းထောင်တော်ကြီးကြီးနှစ်ခုကိုလက်လွတ်ဆုံးရှုံးရပြီးတဲ့နောက်အခုရပိုင်းဆိုရင်ခိုးရပါဇွတ်ထိုးရောက်နေကြတဲ့ဆက်အနာရှင်အစွဲပွားတွေရဲ့လုပ်ရက်တွေကြောင့်တပ်စခန်းအတော်များများဟာကာကွယ်တပ်တွေပြည်သူ့ကာကွယ်တပ်တွေဝင်ရောက်တိုက်ခိုက်တာနဲ့ချက်ချင်းဆွန့်ခွာထွက်ပြေးဖို့ရဲတွေရောစစ်သားတွေရောအားလုံးချိန်သားကပြင်ဆင်ထားတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရေရှည် ကနေအမြန်ဆုံးညီကုန်းချုပ်လက်စတိမ့်နိုင်ဖို့ကျွန်တော်တို့အားလုံးရဲ့စိတ်ဓာတ် speech of the army ကိုအမြင့်ဆုံးအရရင်ဆုံးစီလုံးညီညွတ်မှုအရှိဆုံးနဲ့အောင်ပန်းကိုအမြန်ဆုံးစွခုနိုင်ဖို့အတူတူရုန်းကန်ကြပါစို့လို့အားပေးစကားပြောကြလိုက်ပါတယ်ရေဘော်တွေစွန့်နှဲနေတဲ့တရားတော်စစ်အခု2025တွင်အပီးတက်ကိုတက်ရမယ်လို့ခိုင်မာတဲ့ ပြင်းပြတဲ့ယုံကြည်ချက်နဲ့အတူတူတိုက်ကြပါစို့ဒီဗီဒီယိုလေးမှာကတော့မန္တလေးတိုင်းရဲ့မန္တလေး PDF ပဲ့ကန်ရှင်တူဖြစ်တဲ့ဘောင်းဆောင်တယောက်ရဲ့သိရေးရှိမှန်းချက်ကိုပေါ်ပြထားတာဖြစ်ပါတယ်။အားလုံးပဲကြည့်ရသေးကျွန်တော်တို့ကြည့်တော့ရပါတယ်။ဆိုရှင်တော့ဒါမင်းအောင်လိုင်းကိုဒါမင်းအောင်လိုင်းရှိနေတဲ့နေရာထိကျွန်တော်တို့လိုက်ရှာပြီးတော့မှအပီးတိုင်ခြေမုံဖို့နော်ဒီထိကျွန်တော်တို့မျှော်မှန်းထားကြတာပဲဖြစ်တယ်။ဆိုတော့ဟို ရည်မှန်းချက်ကတော့ကျွန်တော်တို့အများကြီးရှိပါတယ်เนาะအကြံဘက်အဲ့တော့မင်းအောင်လိုင်းတည်ုံနဲ့ကျွန်တော်တို့တော်လိုင်းပြီးပြီလားဆိုတော့မပြီးသေးဘူးကျွန်တော်တို့ရှေ့ဆက်ရှောက်အောင်မဲ့မင်းအောင်လိုင်းတည်ခြင်းဟာကျွန်တော်တို့တော်လိုင်းရေးခင်းကြီးရဲ့เนาะဟိုအဆင့်တစ်ခုပဲရှိဒီအဆင့်ကိုကြော်လွန်ပြီးကျွန်တော်တို့ကနောက်ထပ်တည်ရင်ကျွန်တော်တို့အများကြီးအဲသွားကြရအောင်ပါဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကတက်လုံနေလဲကောင်းဖို့လိုတယ်အဲတက်နိုင်တဲ့မြန်လေကျွန်တော်တို့မြန်မြန်ဆန်ဆန်သွားနိုင်ဖို့လိုတယ်အဲ့ဒီမြန်မြန်ဆန်ဆန်သွားနိုင်တဲ့အချိန်မှာလေကျွန်တော်တို့ကအဲ ခုတ်ကွေဒီတိုက်ဒီနဲ့ကျွန်တော်တို့မဖြစ်အောင်အထီးကနည်းနည်းများနေအောင်လေကျွန်တော်တို့ပေါင်းနိုင်ဖို့လိုအပ်ပါတယ်အဲ့တော့အချိန်တိကျဆိုတာမျိုးတော့ကျွန်တော်တို့ပြောကြားဖို့ရတော့ခက်တယ်ဒါပေမဲ့ရီမန်းချက်တွေကိုတော့မဖြစ်ဖြစ်အောင်မရောက်ရောက်အောင်သွားမယ်ဆိုတာကိုတော့ကျွန်တော်အနေနဲ့ကတိပေးရတယ်အဲ့တော့ဘယ်အချိန်ဘယ်နေရာဆိုတာမျိုးတော့ကျွန်တော်တို့အနေနဲ့အဲပြောကြားဖို့ခက်ပေမယ်လို့အဲ့ဒီရဲ့နေရာအဲ့ဒီအချိန်မှာတော့ကျွန်တော်တို့အဲ့ဒီခီးကိုမရောက်ရောက်အောင်ကျွန်တော်တို့ဟို သွားမယ်ဆိုတာကိုတော့ကျွန်တော်တို့ဂတိပေးနိုင်တယ်အဲပြောကြနိုင်တယ်ရောက်လေရောက်နိုင်မယ်ဆိုတာကိုတော့ကျွန်တော်တို့ယုံကြည်တယ်အဲကျွန်တော်တို့အခုလိုပုံစံအတိုင်းကျွန်တော်တို့ဆက်သွားကျွန်တော်တို့ပြည်သူလူထုရဲ့အာပေးထောက်ခံမှုပြည်သူလူထုရဲ့ထဲဝင်မှုနဲ့ကျွန်တော်တို့အခုပုံစံအတိုင်းဆက်သွားကျွန်တော်တို့ရဲ့တော်လှန်ရေးခရီးကကျွန်တော်တို့အဲရောက်ကိုရောက်မှာအောင်ကိုအောင်မြင်မယ်ဆိုတာတော့အမှန်ခံနိုင်ပါတယ်မျိုးတွေအားလုံးပဲကျွန်တော်ရဲ့ကိုကြက် revolution ရဲ့ channel လေးမှာတော့အတင်းအစီအစဉ်တွေနဲ့ video လေးတွေကိုတော့ မြန်မာစံတော်ချိန်မနက်7:00နာရီခွဲနဲ့မြန်မာစံတော်ချိန်ညနေ6:00နာရီခွဲမှာညစဉ်တနေ့မှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးရတယ်အားပေးပြကြဖို့တောင်းဆိုလိုက်ပါတယ်